မှုကိစ္စအစမ်းထွင်တက်ကြသူတွေကြားမှာ3ဆန်းဆိုပြီးအခုနောက်ပိုင်းလက်တဲဆန်းလာကြတဲ့သုံးဝင်ဆိုင်အချစ်ဇလန်မျိုးစတိတ်ငမန်းတွေမှာလည်းရှိနေပြီလို့ဆိုရတော့မှာပါ။နယူးဇီလန်နဲ့ဩစတြေးလျကြားကစီးပိတ်သမှုတရားအတွင်းစတိတ်ငမန်းကြီးတွေကိုအန်နဝါဇီဝဗေဒပညာရှင်တဦးကရုပ်သံမှတမ်းရိုက်ကူးခဲ့ပါတယ်။ဒီရိုက်ကူးမှုမှာစတိတ်ငမန်းထီးနှစ်ကောင်နဲ့အမတကောင်တို့စတင်းနှောနေတာကိုမှတမ်းတင်နိုင်ခဲ့ပြီးကမ္ဘာအန်နဝါဗေဒနယ်ပယ်မှာပထမဆုံးမြင်တွေ့ခဲ့ရတဲ့ဖြစ်ရပ်တစ်ခုပါ။အန်နဝါဇီဝဗေဒပညာရှင်ဒေါက်တာဟူဂိုလက်ဆော့ကသမှုတရားကျမ်းပြင်မှာစတိတ်ငမန်းတွေကိုတွေ့ရှိခဲ့ပြီးသူတို့ အချင်းချင်းရင်းနှီးကျွမ်းဝင်ခြင်းတန်ပြီလို့တေချာတဲ့အထိရေပြင်ထဲမှာစောင့်ဆိုင်နေခဲ့ပါတယ်။အိတ်ခဲနေတဲ့ရေထဲမှာတနာရီလောက်စောင့်ခဲ့ရပေမဲ့နောက်ဆုံးတော့သူတို့ရေကူးပြီးတက်လာကြတယ်လို့ဆွဲမက်စရာကောင်းတဲ့အခိုက်အတန့်အကြောင်းကိုဒေါက်တာဟူဂိုလက်ဆော့ကပြန်လည်မျှဝေခဲ့ပါတယ်။အဲ့ဒီနောက်ဂျတင်ငမန်းတွေရဲ့သုံးဝင်ဆိုင်အချစ်ဇလန်းကခက်မြန်မြန်ပဲပြီးဆုံးသွားပြီးပထမအထိက63စက္ကန့်နောက်တစ်ကောင်ကတော့48စက္ကန့်ကြာမြင့်ခဲ့ပါတယ်။ခုလိုတွေ့ဆုံမှုအပြီးမှာငမန်းအမကလန်ဆန်းတက်ကြွစွာကူးခတ်နေပေမဲ့အထိတွေကတော့အားအင်တွေဆုံးရှုံးပြီးအောက်ခြေမှာမလှုပ်မရှက်ဖြစ်နေတာကြောင့်မောပန်းန ွမ်းနယ်နေခဲ့တယ်လို့ဒေါက်တာဟူဘိုလက်ဆော့ကဆိုပါတယ်ပြင်သစ်ပိုင်နဲ့နယူးကယ်လီဒိုးနီးယားမှာမြင်တွေ့ခဲ့ရတဲ့ဒီငမန်း၃កောင်ဟာ1.3မီတာလောက်လျားရှိပါတယ်ဒီကြေငမန်းမျိုးစိတ်တွေဟာမျိုးသုံးပျောက်ကွယ်လို့နေပါစင်းဝင်ထားပြီးသူတို့ရဲ့သဘာဝမိလိုက်အပြုအမူဆိုင်ရာအချက်အလက်ကနည်းငယ်ပဲရှိတာပါအခုလိုထူးခြားတဲ့သူတို့ရဲ့အပြုအမူဆိုင်ရာကိုလေ့လာစောင့်ကြည့်မှုလုပ်နိုင်ခဲ့တာကြောင့်ဒီရှာဖွေတွေ့ရှိမှုကသိပ္ပံပညာရှင်တွေအတွက်စိတ်လှုပ်ရှားစရာဖြစ်လာခဲ့ပါတယ်ဒီတွေ့ရှိမှုကြောင့်ငမန်းတွေကိုနီးပညာနဲ့ပုံမကောင်းအောင်ဝင်းညူနီးနဲ့ဩစတြေးလျအပါအဝင်နိုင်ငံတွေမှာမျိုးစိတ်တွေရဲ့သဘာ ာဝကိုပြန်လည်ထိမ့်သိမ်းဖို့ကူညီပေးနိုင်တယ်လို့သူတို့ကဆိုပါတယ်